ဗပယ်နှမ်းမြို့နယ်ရှိတိတ်ချိန်ရွှေဆိုင်အောင်ဓမြတိုက်ခဲ့တဲ့လူငယ်လေးဦးကိုနိုင်ပိုင်းအတွင်ဖမ်းဆီးရမိမင်္ဂလာပါပရိသတ်ကြီးရေရန်ကုန်တိုင်းဒေသကြီးဗပယ်နှမ်းမြို့နယ်ရှိတိတ်ချိန်ရန်နာရွှေဆိုင်အောင်ဓမြတိုက်ခဲ့တဲ့လူငယ်လေးဦးကိုနိုင်ပိုင်းအတွင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ် ရန်ကုန်တိုင်းဒေသကြီးပပေးတန်းမြို့နယ်အမှတ်6ရပ်ကွက်29လမ်းနဲ့30လမ်းကြားမဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့တိတ်ချိန်ရွှေဆိုင်မှာမတ်လ23ရက်မနက်7:45မိနစ်အချိန်မှာစိုင်းပိုင်ရှင်ရဲ့တမိဖြစ်သူဟောင်းစိုင်းဝန်းနဲ့အမျိုးသမီး9ဦးနဲ့အတူရှိနေစဉ်မတ်တွေတက်ဆင်ထားတဲ့အမျိုးသား၄ဦးကဆိုင်ရတွင်းကိုဝင်ရောက်လာပြီး သူတို့လေးဦးအနက်တဦးကတနက်အတူတလက်ကိုကိုင်ဆောင်ကတနက်ပြအချင်းချောက်ပြီးမှန်ကောင်တာအတွင်းရှိရွှေတဲ့ပစ္စည်းမျိုးစုံ20ကျပ်သားခန့်တံပိုးငွေကျပ်3200ခန့်ကိုလူရဲယူဆောင်သွားခဲ့တာဖြစ်ပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်မှုကျူးလွန်သူတွေကိုဖမ်းဆီးရမိနိုင်ဖို့အတွက်ဆောင်ရွက်ခဲ့ရအောင်အခင်းဖြစ်ပတ်ဝန်းကျင်မှာရှိတဲ့တာဝန်သိပြည်သူတွေရဲ့တရင်ပေးချက်အရ လူရဲမှုကျူးလွန်သူတွေဟာ Toyota Corolla အမျိုးအစားအဖြူရောင်အငှားယဉ်နဲ့ပန်းစိုးတန်းလမ်းဘက်ကိုမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရှိခဲ့ရပြီးတဲ့နောက်အဆိုပါအငှားယဉ်ကိုစုံစမ်းရှာဖွေခဲ့ရာမနက်၁၇နာရီမှာလမ်းမတော်မျိုးနဲ့အမှတ်နှစ်ရက်ကွယ်ဝါဒန်လန်းနဲ့အနှောရထားလမ်းဆောင်မှာ၎င်းရှင်နဲ့အတူရင်မောင်းဖြစ်သူကိုတွေ့ရှိခဲ့ရတာကြောင့်သက်ဆိုင်ရာကိုထိမ့်သိမ်းခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ် ရှင်မောင်ဖြစ်သူရဲ့အထက်ဆိုချက်အရာသူကလူရမှုကျူးလွန်သူတွေကိုကြောက်တတားမြို့နယ်အမှတ်9ရပ်ကွက်ကန်နာလန်းနဲ့ဘူအောင်ကျော်လမ်းဆောင်ကိုငွေကျပ်4000ကျပ်နဲ့လိုက်ပါပို့ဆောင်ပေးခဲ့ရတာဖြစ်ကြောင်းသိရှိခဲ့ရပြီးဆက်လက်စုံစမ်းစစ်ဆေးခဲ့ရမိုးလွဲ2နာရီ15မိနစ်မှာဘူတထောင်မြို့နယ်အမှတ်9ရပ်ကွက်ဘူအောင်ကျော်လမ်းအမှတ်134 136ရှိကာဆာမြန်မာဟိုတယ်အခန်းအမှတ်300တက်မှာတိတ်ရှိန်ရွှေဆိုင်အားလူရမှုကျူးလွန်သူများဖြစ်ကြတဲ့ မုံပြင်းနယ်ကြိုက်ထုံမျိုးနယ်ဗရန်များရက်ွက်နေလင်းတန်းအောင် အသက်၁၈နှစ်တထုံမျိုးနယ်ပေါ်တော်မူကြီးရွာနေတတ်ထူးစဉ်အသက်၂၀နှစ်ရွှေပြည်သားမျိုးနယ်အမတ်၁၉ရက်ွက်နေကောင်းခန့်သူရခေါ်ဝတ်တုံးအသက်၁၉နှစ် ပဲခူးတိုင်းဒေသကြီးတိုင်ဦးမြို့နယ်စစ်ဘိုလ်ကြီးကြီးရွာနေမင်းခန့်ကိုခေါ်ဖိုးကောင်အသက်၁၉နှစ်တို့၄ဦးကိုလူရမှုကျူးလွန်ရာမှအုံပြုခဲ့တဲ့အနက်ရောင်ကော်တနက်တလန်တန်ဖြက်လွှတ်၃ချောင်းလူရယူဆောင်ရမှာရရှိခဲ့တဲ့ရွှေလက်ကောက်မျိုးစုံ52ကွင်၊ရွှေလက်စွတ်မျိုးစုံ38ကွင်နဲ့အတူတွဲရှိဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အဆိုပါဖမ်းဆီးရမိသူလင်းတန်းအောင်ပါလေးဦးကိုဆက်လက်စစ်ဆေးချက်အရာသူတို့လေးဦးစလုံးကမတ်လ20ရက်နေ့မှာကာဆာမြမဟိုတယ်ကိုရောက်ရှိတဲခိုခဲ့ကြပြီးငွေကြေးလိုအပ်ချက်အရာမဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့ရွှေဆိုင်တွေကိုလူရဲမှုကျူးလွန်ဖို့အတွက်လိုက်လံ၍အခြေအနေကြည့်ရှုခဲ့ကြကြောင်းထို့သောကြည့်ရှုပြီးတဲ့နောက်တိတ်ရှိန်ရွှေဆိုင်အားလူရက်မှုကျူးလွန်ရန်ရွေးချယ်ခဲ့ကြတာဖြစ်ကြောင်း လူရရမှာအသုံးပြုခဲ့တဲ့အနက်ရောင်ကော်တနက်ကိုစူးလီဖျားအနီးမဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့စတိုးဆိုင်တဆိုင်ကနေဝယ်ယူခဲ့တာဖြစ်ကြောင်းနဲ့လူရမှုကျူးလွန်ရမှာလင်းတန်းအောင်ကအစိုးမကော်တနက်ကိုကင်ဆောင်အသုံးပြုကဥဆောင်ပြီးတော့လူရမှုကျူးလွန်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ တိတ်ရှင်ရွှေဆိုင်အားတနက်ပြချင်းချောက်ပြီးတော့ရွှေတဲပစ္စည်းများလူရက်မှုဖြစ်စင်မှာကျွလွန်သူများဖြစ်ကြတဲ့လင်းတန်းအောင် ကောင်းခန့်သူရခေါ်ဝတ်သုံးမင်းခန့်ကိုခေါ်ဖိုးကနဲ့တတ်ထူးစင်တို့လေးဦးကိုတက်တီကရွှေတဲပစ္စည်းများနဲ့အတူ ဖြစ်စင်ဖြစ်ပွားတဲ့အချိန်ကနေ6နာရီအတွင်းဖော်ထုတ်ဖန်ဆီရမိခဲ့ပြီးဥပဒေနဲ့အညီထိရောက်စွာအေးအေးယူနိုင်ဖို့အတွက်ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့တက်ဆိုင်ရရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်